အားလုံးပဲမင်္ဂလာပါမြစ်တာဖုန်ဒေးရှင်းကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တော့အခုတလောတဲတဲလှုပ်လှုပ်ပြဿနာတက်နေကြတဲ့ဤရီကိစ္စနဲ့ပတ်သက်ပြီးတော့အနည်းငယ်တင်ပြပေးသွားချင်ပါတယ်ဤရီနဲ့ပတ်သက်ပြီးတော့ဘာတွေပြဿနာဖြစ်နေကြတာပါလဲ initial ဆိုတဲ့ပထမဦးဆုံးအချိန်ဤရီရှောက်ထားတဲ့အခါမှာတချို့ကအာကိုယ့်ရဲ့ရှိနေရရှောက်ပြတာရှိတယ် တချို့ကတော့ပွဲစားနဲ့လျှောက်တာရှိတယ်။တချို့ကတော့ကိုယ့်ရဲ့ဒီကျမတို့ non profit organization ကနေမှလျှောက်ပေးတာရှိပါတယ်။ရှိတဲ့ခါမှာအခြေအနေကဒီ trend ရဲ့ဒီတက်လာပြီးတဲ့နောက်မှာကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေကြောင့်ကိုကြောက်ပြီးတော့ဖြစ်နေတဲ့အချိန်မှာပဲကိုယ့်ရဲ့ initial EAD လျှောက်ထားမှုဟာ အာလွဲတကူဖြစ်မြောက်မသွားဘဲနဲ့တတ်မှတ်တဲ့အချိန်အတွင်းမှာမရဘဲနဲ့အချို့ရပောင်း90 3အထိအဲစာလက်ခံရရှိတယ်ဆိုတဲ့စာလေးကလွဲပြီးတော့ပြန်ချမှုမလာတော့ပါဘူး။ဘာလို့ရမှာပါလဲ။အဓိကကအဲ့ဒါဘာကြောင့်ဖြစ်တာပါလဲ။အဲ့တော့ကျမတို့ဒီမြတ်တာဖောင်ဒေးရှင်းအနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အားလုံးကိုကူညီနိုင်အောင်အလေးထားပြီးတော့ရှာဖွေတဲ့အခါမှာကျမတို့အချက်တော်တော်များများ အားနည်းချက်တွေသွားတွေ့ရပါဘာပြဿနာရှိတာလဲလို့ကြည့်တဲ့အခါမှာအရေးကြီးတဲ့ document တွေလိုသွားခြင်းပါအဲ့တော့ EAD ကိုကိုယ်သဘောနဲ့ကိုယ်ရှောက်မြင်ဆိုလို့ရှိရင်အကြံပေးချင်တာကနံပါတ်၁ကိုတင်သွင်းလိုက်တဲ့ online ကတင်မယ်ဆိုရင်ကိုတင်သွင်းလိုက်တဲ့ကိုယ့်ရဲ့ဓာတ်ပုံဟာဒီ EAD မှာတက်မှတ်တဲ့ဓာတ်ပုံ site မှန်ရလားဆိုတာကိုစစ်ဆေးလို့ရပါတယ်အဲ့ဒီမှာစစ်ဆေးပါလို့အကြံပေးချင်ပါတယ်ဒုတိယကတော့ အရေးကြီးဆုံးအချက်ဖြစ်တဲ့လက်ပွေနှိပ်ချင်းကိစ္စပါပဲကျမတို့ EAD ရှောက်ထားတဲ့အခါမှာအ ਨੇ ဆုံးတင်သွင်းရမယ့်စာရွက်ခါ9ရွက်လောက်ရှိပါတယ်ကျမတို့စီမှာဆိုလို့ရှိရင် step by step တည်တည်ချာချာတစ်ခုစီတိုင်းမှာနောက်ဆုံးဒီအသေးစိတ်တင်သွင်းရတဲ့ကိုယ့်ရဲ့ဒီမိဘနာမည်အစအာကိုယ့်ရဲ့ဒီအာ note ပြန်ထားတဲ့အခါမှာအာပေးထားတဲ့စလုံးပေါင်းတွေကအစအသေးချာကျမတို့အတိအကျတင်သွင်းပေးပါတယ် အဲ့တော့တကယ်လို့များကိုကိုကိုရှောက်ကြမယ်ဆိုခဲ့လို့ရှိရင်ရှောက်ပြီးမှမရတော့ဘူးဆိုရင်ခြေကွဲဝန်းနေနေရမှာတဲ့တစ်ကဆပြန်ပြီးတော့ရှောက်တဲ့အခါမှာကိုရဲ့အေးအေးတွေကအခုလိုပဲအချိန်ပြကြာပြီးတော့ရပ်သွားတတ်ပါတယ်အဲ့တော့မြတ်တာဖောင်ဒေးရှင်းမှာတော့ကုဒီအေးအေးတွေရှောက်ထားတဲ့အခါမှာအာတာမန်အားဖြင့်ရှောက်တင်ပြီးတော့တလဆိုလို့ရှိရင် approve letter ရပါတယ် တလအပရူလတာရပြီလို့တပတ်ဆိုလို့ရှိရင်ကပ်ပြားရောက်ပါတယ်ကပ်ပြားရောက်လာတဲ့အခါမှာချက်ချင်းစီစီရပါမယ်ကိုနာမည်မှန်ဤမမှန်ဤမမှန်ခဲ့ရင်ကျမတို့ချက်ချင်းပြန်ပြီးတော့တင်ပေးပါတယ်အဲ့တော့ဒါပုံမှန်သွားနေတာဖြစ်တဲ့အတွက်ပြောချင်တာကတော့အားပေးချင်တာကတော့ Donald Trump ခင်မှာ EAD initiate တောင်မှမရတော့ဘူးဆိုပြီးကျမစီမှာဖုံးဆက်နေတဲ့သူတွေမဟုတ်ဘူးလို့ပြောချင်ပါတယ်မကြောက်ပါနဲ့ ကျွန်မတို့မြစ်တာဖောင်ဒေးရှင်းကဒီပုံစံတိုင်းဆက်လက်ပြီးတော့ဒီပုံမှန်ရေးစီးကြောင်းလုံးတွားနေပါတယ်အဲ့တော့အရေးကြီးတဲ့အချက်ကကိုယ့်ရဲ့တင်သွင်းတဲ့ initial လျှောက်ထားမှုမှာ ဖြစ်စေ extension လုပ်တဲ့အခါမှာဖြစ်စေအဲ့ဒီကိစ္စအရင်ရေးကြည့်ပါတယ်ဆိုင်ရစံပြည့်စုံပါစေကိုယ့်ရဲ့လက်ပွေနှိပ်ထားတဲ့ဆိုင်ရစံ အဲ့ဒီ biometric စာရွက်ကအသက်မမေ့ပါနဲ့လို့အကြံပေးချင်ပါတယ်။အဲ့တော့ကျွန်မအကြံပေးချင်တာကတော့နံပါတ်1 initial ရှောက်မြေသူတွေဒီလိုအခြေအနေမျိုးမှာနားလေတက်ကြွနဲ့သူနဲ့ရှောက်ပါလို့အကြံပေးချင်ပါတယ်။အထူးသဖြင့်တော့မိမိရဲ့ရှေ့နေမိမိရဲ့ advocacy သူတို့နဲ့ရှောက်ပါလို့အကြံပေးချင်ပါတယ်။အဲအချို့ရှေ့နေတွေကအရင်မဲ့သဘောကောင်းပါတယ်။အဲ့ဒီရှောက်ထားမှုတွေတောင်းမှအာထည့်ပြီးတော့ မတွက်ဖဲနဲ့ပေးတာရှိပါတယ်။အဲတချို့ဒါပေမဲ့အရေးတကြီးသတိပေးချင်တာကတော့ပွဲစားတွေပေါ့နော်။စိတ်နေလည်းမဟုတ်ဘူး။ဘာမှလည်းမဟုတ်ဘူး။အခုပွဲစားလက်ကနေပြီးတော့အများအများကြီးဒုက္ခရောက်နေတဲ့လူတွေအများကြီးကျမတို့စွဲပေါ်မှာရောက်နေပါတယ်။ဒါလေးကိုတော့သတိပေးချင်ပါတယ်။ကဲရိုးရိုးသားသားဒီ initial EAD ပြီးလို့ရှိရင်ကျမတို့ extension အကြောင်းပြောလိုက်ရအောင်ပါ။